အားလုံးပဲမင်္ဂလာပါရှင်ဆရာမကျူရဲ့တိုးဤမာယာဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်း၁၄ကိုဆက်လက်ပြပြသွားမှာပဲဖြစ်ပါတယ်ရှင်ကျမထင်နေတယ်တတိချာချာဆုံးရှုံးရတော့မယ့်အရာတစ်ခုအပေါ်ထားတယ်လူတစ်ယောက်ရဲ့မမောမှုမှာဥပ္ပခါနဲ့ရောင်ရဲခြင်းတွေတွဲပြီးပါလာမှာပဲဒီတော့အဲ့ဒီလူဟာဆုံးရှုံးရတော့မယ့်အရာဝတ္ထုအပေါ်မှာနတ်ထေဝါဒအမြင်နဲ့မြင်နိုင်မှာပဲလို့ တကယ်တော့ကျမတွန်နီကတော်တော်ခါအောင်မှားယွင်းခဲ့တာပါလားမောင်ကြီး။မောင်ကိုလလွတ်ဆုံးရှုံးရမှာကိုသိလေ။မောင်အပေါ်မှာဘယ်တော့မှရောင်းရဲမှုမရှိတဲ့တွေ့တာမှုမျိုးနဲ့ရင်မှုလေးပါပဲ။ဆုံးရှုံးမှုကိုအလွယ်တကူရင်ဆိုင်ရတဲ့တာမန်လူတစ်ယောက်ရဲ့ခံစားချက်ထက်ပိုပါရယ်ကွယ်။တနေ့အတွင်းဆရာနဲ့ပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်ရသောနေ့တွင်မလွဲမသွေရင်ဆိုင်ရမည့်ပြဿနာတစ်ခုကိုမြ мян ဖြေရှင်းပြလိုက်ခြင်းစိတ်ဖြင့်မောပန်းနေတော့သည်။ ဆရာသည်ရခင်ကသူမလေးစားအထင်ကြီးခဲ့သည့်ရုပ်သွေးအတိုင်းတည်ကြည်လင်းတဲ့သောပြုံးပြေသူစနီလောင်အားယဉ်ကျေးတိမ်မွေးစွာစာတင်စကားပြောခဲ့သည်ဆရာပြောခဲ့သောစကားများမှာဆရာမိခင်ကျမ်းမာရေးခဏခဏချူကြကြတန်ရဲသူမကြခဏသွားရကြเจ้าမစာတင်ရတာအဆင်ပြေကြเจ้าသားများမှာဆရာဆရာမများအပေါ်ပုံရိပ်ပင်ရိုသေချစ်ခင်ကြသည့်အကြောင်းများဖြစ်သည် ဆရာကြီးသမားအကြောင်းမရက်တွင်ပြင်မနာတို့လာလဲအုံးမီဟူသောစကားကိုမတိကျိုးကျွန်ပြုလျက်။ဘာကြောင့်ရန်ကုန်သွားနေသနည်းဟုတခွင်းမှမမေးချေ။တော်ပါသေးရဲ့။ကေတီကြောင့်မဖွင့်ခင်ပြင်မနာပြန်ရောက်လာပြီလို့။မဟုတ်ရင်ကို့ကြောင့်ပြရအောင်ကေတီနဲ့မတွေ့လိုက်ရပဲပြင်မနာမှာအချင်းကုန်တော့မယ်။ထိုစကားသည်ကေတီအတွက်လုံလောက်သော အပြစ်ဆုံးမှုများပါဝင်နေကြောင်းကေတီသိ၏။ထို့နောက်လက်ထပ်ဖို့ကိစ္စကိုဆရာပြောနှုတ်နှင့်စောင့်နေသောကေတီမှာ ဆရာကြီးကြောက်စရာအကြောင်းသူတေသနာစကားများအောက်တွင်မလှုပ်တာမလဲတာရှိနေသည်။နောက်ဆုံးကေတီဘလုံးမှအောင်ရီတင်ချင်းခံရများသည့်အဆုံးသူမကပင်စာပြေစကားခေါ်လိုက်လေသည်။ဆရာကျမတို့လက်ထဖို့ကိစ္စလေးအတွက်ဆွေးနွေးဖြေရှင်းစရာလေးတစ်ခုရှိနေပါတယ်။ဆူရှာနမောင်သောဆရာမြတ်ဝင်းများအနေငယ်မှုံဝေသွားသလိုပဲဆရာကကေတီနောက်ဖက်နိုင်ငံတွင်ခြိမ်းခြောက်သောတပုံကိုငေးကြည့်နေသည်။ ထိုတပ်ပုံမှာ1988ခုနှစ်ထုံးမန်းယုံမှပြောက်ရင်မှဖျောက်ယူပြီးမှန်ပေါင်းတင်ထားခြင်းဖြစ်၏ငွေရောင်တိမ်မြင့်သောများဖြာနေသည့်ကောင်းငင်ပြင်အကျယ်ကြီးအောင်မှာပကံဖျားများ၏အပြာရောင်ခဲ့သောမောင်ယီဝိုးတော်ရှုခင်းမုံဖြစ်သည်ဘာဆွေးနေမှာလဲကိုတို့လက်ထက်ရက်ကိုကိတိကျမ်းပြီးထိကိုနောက်ဆုတ်ပေးခဲ့ပြီလေအခုထပ်ဆုတ်ပေးအောင်မလားဆရာမြဝင်းများမှအနှင်းငယ်စိတ်ပြတ်အာယုံမီပုံစံကိုမြင်နေရသောကေတီတီ ောက်ထပ်ပြောရမည့်စကားအတွက်ကိုကူကူရှက်ရွံ့မဆုံးရှိတော့သည်မဟုတ်ဘူးဆရာဒီကိစ္စကရဲနောက်ဆုတ်ယုံနဲ့မပြီးဘူးဆရာမျက်လုံးများအနေငယ်မေ့စင်းသွားပြီးကေတီကိုစိုက်ကြည့်လိုက်သည်ကေတီရှက်ရွံ့စွာကြောက်စိတ်ဖြင့်မျက်နှာချမိ၏ကေတီနှလုံးသည်ဖြီးလေးစွာခုန်လျက်ရှိတော်လေကေတီရင်ညွန့်သို့တစ်ချက်ချင်းလာတော့နေသည်ကိုလေးပင်စွာခံစားရ၏ ဖြစ်ကေတီကဘလို့ဆန္ဒရှိတယ်လဲကေတီအာယူရေးပြောချလိုက်သည်ကျမကျမဆရာကိုလက်ထပ်ဖို့မဖြစ်နိုင်ဘူးဆရာဆရာငိမ့်တက်သွား၏ကေတီတဖြည်းဖြည်းမောကြည့်လိုက်တော့အခါဆရာမျက်လုံးများကေတီကိုငေးဆိုင်နေကြသည်အလွန်မင်းအံ့ဩဟန်ကိုဆရာ ဖုံးကွယ်မထားပါကိုလက်မထပ်ချင်ဘူးလို့ပြောတာလားဆရာအတန်နည်းနည်းမာလာသည် ဟုတ်ကဲ့ ဆရာကဂလထိုင်လက်ရန်ကိုလက်ချောင်းထိတ်ကလေးများဖြင့်တရတော့ခောက်ရင်းယောက်ျားတယောက်ရဲ့လက်ထခွန့်တောင်းတာကိုလက်ခံပြီးနှစ်ဖက်လူကြီးတွေနဲ့ဆစ်ဆက်ပြတာတောင်တစ်နှစ်ကြာမှအဲ့ဒီယောက်ျားကိုလက်ထဖို့ညင်းနေဆိုတာအဲ့ဒီယောက်ျားစီမှာနှစ်သက်ဆရာအမူးချင်းတစ်ခုခုတွေ့လို့လားကီတီကိုဘာမကျင်းတဲ့လဲကီတီကမန်ကရန်အာနာပါနာခေါင်းခါရန်လိုက်သည်မဟုတ်ဘူးဆရာဒီကိစ္စဆရာနဲ့ဘာမှကိုမဆိုင်ပါဘူးကျမဘက်ကခန်းစားချက်သက်သက်ပါ ဆရာကအန်ဩဟန်ဖြစ်တီတီကိုခက်ဆိုက်ဆိုက်ကြည့်ကခေါင်းရမ်းလေသည်ဘာဖြစ်လို့လဲရှင်ဟောဘာဖြစ်လို့ကို့ကိုလက်ထပ်ဖို့ညင်ရတာလဲအကြောင်းပြချက်ကိုကို့သိကျင်နေကတိဆရာစကားကမာထန်သည်အတန်းထဲတွင်စာမေးရနိုင်စာများသောចောင်းသူတယောက်ကိုကြည့်တော့စိတ်ပြက်လက်ပြက်ဒေါသအချင်းမျိုးဖြစ်ဆူဆိုင်စွာကြည့်တော့ကတိရင်ထဲမှာလှုပ်လှုပ်ရှားရှားဖြစ်သွား၏အကြောင်းပြချက်ဟုတ်လားဆရာ အေးလေ ခိုင်လုံတဲ့အကြောင်းပြချက်ပေါ့မခိုင်လုံရင်ကိုနောက်ဆုံးမပေးနိုင်ဘူးကိတိရင်ထဲ၌ဆူဆူရှာရှာအောင်သွားသည်ဆရာကိုလက်ထပ်ဖို့သဘောတူတော့ကကျမသဘောတူရခြင်းအကြောင်းကိုပြောခဲ့မိဘူး ਨੇ တူပါတယ်ဒါတော့လက္ခဏာ ਉ အခုဟာငင်းပယ်တာလीလက္ခဏာကိစ္စမှာအကြောင်းပြချက်မလို့ရင်ငင်းပယ်တဲ့ကိစ္စမှာလည်းအကြောင်းပြချက်မလို့ဘူးထင်ပါတယ်ဆရာဆရာကနှကန်းကလေးကော့ပြန်သွားအောင်ပြုံးလိုက်သည် ဒါဒီလိုရှိတယ်ကိတိလက်ခံတဲ့ယာဝတ္ထုနဲ့ညင်းပယ်တဲ့ယာဝတ္ထုတစ်မျိုးစီဆိုရင် ဟုတ်ချင်ဟုတ်မှာပေါ့အခုဟာကိတိကယာဝတ္ထုတစ်မျိုးရဲ့ပုံမှာပြောင်းလဲသွားတဲ့ခံယူချက်ကိုလွန်ခဲ့တဲ့တစ်နှစ်ကကိုယ့်ကိုလက်ခံနေဒီနှစ်ကိုယ့်ကိုညင်းနေဒီအတွက်ကိတိကိုယ့်ကိုအကြောင်းပြချက်ပေးဖို့ပေးရမယ်ကိတိခေါင်းမစွာခေါင်းရမ်းပြလိုက်ဤဒါကကျမရဲ့လွတ်လပ်ခွင့်ကိုထိခိုက်တာပဲဆရာဆရာကစပွဲကိုပြန်ကနေပုတ်ပြလိုက်တော့ခါ ကေတီထိတ်ကနေရင်တုံးသွား၏လွတ်လပ်ခွင့်ဟုတ်လားကိုနဲ့စေ့စားထားတဲ့မင်းကလေးကကိုကိုလက်မထက်ချင်တဲ့အကြောင်းရင်းကိုမင်းမိတယ်ဒါဟာနိုင်ငံတကာလူမှုခွင့်ရကိုချိုးဖောက်တာလားသူမတင်ငကိုကလေးကယူသေးကြောင်းရင်းရတော့ဆရာကိုခံပြောရင်အားရင်များဘယ်ကရလာတလဲမသိနိုင်သူမတီတီကဆရာရှိတွင်မမတ်ထိုင်၍ဆရာကိုဆူဆိုင်စွာ ပြန်ကြည့်ရသည့်တတိအလိုလိုရလာခြင်းဖြစ်သည်ကောင်းပါပြီဆရာဆရာမေးလို့ကျမဖြေပါမယ် ဆရာကိုငင်းပယ်ရဖို့အကြောင်းပြချက်ဘာမှမရှိပါဘူးဆရာဆရာဒေါသတကြီးသူမကိုကြည့်သည်မရှိဘူးဟုတ်လားအဲ့ဒါဘာသဘောလဲမင်းမအကြောင်းပြချက်ရှိကိုရှိရမယ်ဟမ်ကျမဆရာကိုလက်မထက်ချင်ဘူးအဲ့ဒါပဲကျမသိရင်အယူးလို့ပဲဆရာကြီးခက်ကြက်ရေရွတ်တန်ကသူမရဲ့မျက်လုံးများပြားဝေသွားစေသည်ဒီခေတ်ဟာအကြောင်းပြချက်တွေရဲ့ခင်မဟုတ်တော့ဘူးဆရာ 18ခုရာစု18ရာစုတွေတုန်းကလိုအကြောင်းပြချက်နဲ့တခုခုလောက်ရတာမျိုးလက်မခံတော့ဘူးအခုက20ရာစုလေးဆရာဘာအကြောင်းပြချက်မှမလို့ဘူးဒီအထိပ္ပံရှိတဲ့စကားတွေမင်းဘယ်ကတက်လာသလဲကျွန်မဖတ်တဲ့စာအုပ်တွေတွေကလေးဆရာဆရာစာကိုသိတယ်မဟုတ်လားစာတ်ရန်ဘောစာလားသူလည်းအယူရဲ့ဘာမှလက်တွေတုံးချလို့မရတဲ့တသနိကတွေ ီလိုခက်ကြောင်ကြောင်စားရင်းနဲ့ကို့ကိုလာပြီးယူမလုံးနဲ့ကိတိကိုကိတိကိုလက်ထပ်မယ်ကိုဆုံးဖြတ်ချက်ချပြီးသားဘလို့နီးနေမှနောက်ဆုံးမပေးနိုင်ဘူးကိတိမှအကြောင်းပြချက်ရှိရှိမရှိရှိအဲ့ဒါဟာကို့အတွက်ဘာအနောက်ရှက်မှမပေးဘူးကိုကိတိကိုရအောင်ယူမယ်ကြားလားကိတိတင်းဆဲထားခဲ့ရသောအာရုံများယုတ်ချီလျှော့ကြသွား၏မနေ့ကကိုလုံးကလေးကကလထိုင်နောက်မိပေါ်သို့ပုံကြသွားတော့သည်သူမဟိတိုက်ခွက်ကအစာကလေးကမှားခဲ့သည် အလိုမာနာကြီးသောဆရာကိုမာနာချိုးနိုင်မည်စကားမျိုးဖြင့်စာခဲ့မိသည်။ငါဘာလုပ်ရမလဲ။ဆရာနဲ့လက်ထပ်ဖို့ပြက်ပြဲသွားအောင်ငါဘလို့ချင်းကပ်ရမလဲ။ဆရာစိုးစောကတည်တံ့ပြတ်သားသောဂေတီအတန်းမှာမောလျာစွာအတနာခံမှုများပါသွားသည်။ဆရာကပါလျက်သောနှကန်းကို တင်းနေအောင်ဆေးကစူချခိုင်မာသောမျက်ဝန်းများဖြင့်ကြည့်သည်။ထို့နောက်ဘာလဲဟုသောအတိတ်ပဲဖြစ်မေးဆက်ပြ၏။ တဲ့ရေးကြီးတဲ့အကြောင်းပြချက်တစ်ခုကျမပေးမယ်လေအဲ့ဒါကိုဆရာနားထောင်ကြည့်ပါဦးဆရာကြီးတင်းမာတော့မျက်နှာမှာအနှဲငယ်ပျော်ပြောင်းသွားပြီးခေါင်းတစ်ချက်ငြိမ့်ဤကျမကျမဆရာအောင်ချစ်ဘူးဆရာထိုအခါဆရာကအတန်ထွက်အောင်လှိုက်လိုက်လေးလေးရင်မောလီတော့သည် ခနှုတ်ခနဲ့ရေသံမျိုးရေဟန်မျိုးမဟုတ်တကယ်ကိုနှစ်သက်ကျင်းသားစွာရေမောခြင်းဖြစ်၍ကေတီကြောင်အားသွားသည်ကေတီ ဖြစ်မှာဖြစ်ဟာလေကိတိရဲ့ထို့နောက်ဆရာကရေမောရမှပြန်တီးသွားပြီ နူညာတော့အပြုံးဖြစ်ကိတိကိုငေးကြည့်လေသည်ကိုကိုမချစ်ဘူးလို့ရင်ထဲရှိတဲ့အတိုင်းပြောပြတာကိုဝမ်းသာပါတယ်ဒါပေမဲ့မိမတရားမှ80လောက်ဟာကိုဟာကိုဘသူ့ကိုချစ်လို့ချစ်ရမှမသိတဲ့မိမတွေကြီးပဲဒီစကားကိုကိတိမနာနဲ့အဲ့ဒီ80ထဲမှာကိတိလေးပါတယ်ကိတိကိုကိုဘလို့ချစ်ရမယ်ဆိုတာသိမှလည်းမဟုတ်ဘူးဒါပေမဲ့ကိစ္စမရှိဘူးဒါကိတိတောင်းဝင်မဟုတ်ဘူး ီတီကိုကိုချက်လာဖို့ကကို့မှာပဲတာဝန်ရှိတယ်။အိုးထူးဆန်းသောဆရာစကားကိုကီတီရှက်ရွံ့စွာနားထောင်လျက်ခေါင်းရမ်းလိုက်သည်။ကို့ရုံသားမှာကီတီကီတီကိုရုံရုံကြီးကြီးလက်ထပ်ဆမ်းမှာဗာလေကီတီကကိုနဲ့လက်ထပ်ရင်ကီတီစိတ်ဆင်းရဲရမလားလို့တွေးပူနေတယ်မဟုတ်လား။လက်ထခန်နေမင်္ဂလိအများစုကအဲ့ဒီလိုပဲတိမ့်တိမ့်ပူပူဖြစ်တတ်ကြတယ်။မဟုတ်ဘူးဆရာ။ဆရာကပြုံးလျက်ကောင်းနေ၏။ ဟုတ်ပါတယ်။ကေတီကိုချက်လာဖို့ကိုတိတ်တက်နိုင်ပါတယ်။အဲ့ဒီအတွက်စိတ်မပူပါနဲ့ကေတီ။ကိုကိုလက်ထပ်လို့ကေတီနောင်တမရစီရပါဘူး။ကေတီပင်သက်တစ်ချက်ကိုလေးလေးပင်ပင်ရှာလိုက်သည်။မဟုတ်ဘူးဆရာ။ကျမတို့ပြဿနာကအဲ့လောက်မလွဲပါဘူး။ဘာဖြစ်လို့လဲ။ဘာဖြစ်လို့လဲဆိုတော့ကေတီအန်တင်းနဲ့ကြိတ်ခါအာယူလိုက်၏။ဘာဖြစ်လို့လဲဆိုတော့ ကျမသိချင်ရတဲ့လူတယောက်ရှိနေလို့ပါဆရာထိုစကားကြောင့်ဆရာငိမ့်သက်သွားပုံကိုကြည့်ကကေတီကိုကိုကိုနာကြည့်သွား၏ဆရာကြီးအသက်ရှူဖို့မင်းလျော်သွားသူကဲ့သို့စပွဲပေါ်မှာဆရာမလာမီကကေတီတင်ထားသောစာအုပ်ကိုငေးချောင်ကြည့်နေသည်ထိုစာအုပ်မှာနတ်ပြရင်အောင်ဂတ်ထူပုံပြဖြစ်သည်စာအုပ်အနောက်ကိုဆရာဘက်ကကြည့်လျင်ငွေအောင်ပုံနှင့်အင်္ဂလိပ်စကားလုံးများကို မြင်နိုင်ပါလိမ့်မည် Irrefrom ချစ်ချင်းဤအနုပညာဆရာသည်မိနစ်ပေါင်းများစွာငြိမ်သက်နေရမှာကေတီကိုတစ်ချက်လှမ်းကြည့်သည်ကေတီတစ်ခါမှမမြင်မှုသောအရေးရောင်တစ်ခုကိုဆရာမြဝင်းနဲ့တွင်တွေ့လိုက်ရသောအခါကေတီနာကျင်စွာမျက်နှာလွှဲပြစ်လိုက်ရ၏ဆရာမျက်လုံးများမှာအရှုံးကိုရင်ဆိုင်ရသူတဦးဤမျက်လုံးများဖြစ်နေသည်ငါတော်တော်မကောင်းတဲ့မိန်းမပဲဆရာစကားစပြောသောအခါဆရာတမ္မာတိုးတိတ်စွာမှကြောနေသည် သို့တော်စကားမှာပြေပြေဖွယ်ရဖြစ်၏အဲ့ဒီကေတီတိတ်ချရတဲ့လူဟာကိုနဲ့ဆေးစားတုံးကဘယ်ရောက်နေလို့လဲကေတီနည်းနည်းအသက်ရှူချောင်းသားပါသည်ဟိုကေတီတို့ကိုအော်တိုဘာလာတုံးကမှတွေ့ခဲ့တာဆရာဩဆရာကကေတီကိုပြင်းထန်စွာရှုတ်ချလိုသောမျက်ဝန်းများဖြင့်ဆူဆူဆိုက်ဆိုက်ကြည့်သည်ကိုရဲ့ဇနီးလာကကိုကိုရမှာသစ္စာပြည့်ရင်းခဲ့တယ်ဆိုပါတော့ သူမရင်ထဲမှာစူးနဲ့စွာနာကျင်သွား၏ဆရာအဲ့ဒီလောက်ထိပြောဖို့မကောင်းဘူးထင်ပါတယ်မကောင်းဘူးဟုတ်လားကောင်းတယ်ကစ်တီဒါထက်မကားတဲ့စကားနဲ့ပြောဖို့ကောင်းတယ်ငါမှခင်မုန်းလောင်းတယောက်ရှိနေတယ်ဆိုတဲ့အတီဟာစိတ်ဆက်ပြီးသားမိမရဲ့အုံနောက်ထဲမှာအမြင်စိတ်ဝင်နေရမယ်လူတယောက်နဲ့စိတ်ဆက်တာဟာတာဝန်တစ်ခုကိုယူလိုက်တာပဲအဲ့ဒီတာဝန်ကိုကျေပွန်အောင်လုပ်ရမှာပဲစိတ်ဆက်တယ်ဆိုတာခရီးတစ်ခုပဲ ဲ့ဒီကလေးကိုချိုးဖောက်တယ်ဆိုတာတစ္ဆာဖောက်တာပဲကေတီတီဆရာဆွဆဲချက်များအောက်တွင် ကြောက်ရွံ့တစ်ခုလုံးမလုံးမရှံငိမ့်တက်သွားခဲ့သည်ကိုရဲ့ဇနီးလောင်းကကိုကျင်တရားကောက်မွန်တဲ့မြမစာနီးပြဆရာမလေးတယောက်လို့ကိုကုန်းယူခဲ့လေသမျှအခုတော့ကိုရှက်ရတော့မှာပေါ့လေသူစကားဒီကေတီအားမိန်မောင်နေရာမှာလှုံ့နှိုးလိုက်သောစကားဖြစ်သည်ကေတီလုံးဝတင်းကြီးမခံနိုင်သောစကားလည်းဖြစ်သည် တစိတ်ကျေးဇူးပြုပြီးကျမအလွန်တန်ဖိုးထားတယ်ကျမရဲ့အလုပ်ကိုမထိခိုက်ပါနဲ့ဆရာကီတီရဲ့အလုပ်ကိုကိုမထိခိုက်ရခင်မှာကီတီကထိခိုက်ပြီးဖြစ်နေပြီဒါကိုကီတီသိရလားကီတီအစကလေးကစဉ်းစားဖို့ကောင်းနေဂုံတီရှိမိမတယောက်ဟာ လူသိရှင်ကြားဆေးဆက်ပြီးသားခင်မွန်လောင်တယောက်ရဲ့ရင်ဝင်ထဲကနေတခြားတယောက်ရဲ့ရင်ဝင်ထဲကိုဘယ်တော့မှမပြောင်းရဘူးဒါပေမဲ့အခုပြောနေတာဂုံတီကိစ္စမဟုတ်ပဲအချစ်ကိစ္စဖြစ်နေတယ်ဆရာ အဲ့ဒါကိုဆရာနည်းနည်းတွေးကြည့်ဖို့ကောင်းတယ်။ဘာ?ဂုံဒီကိစ္စမဟုတ်ဘူး။အချစ်ကိစ္စ။ဟုတ်လားကေတီ။အဲ့ဒီစကားမျိုးလက်လွတ်စပယ်ပြောရလောက်အောင်တိတ်ခါမမဲ့စင်စမ်းမနဲ့ကေတီ။ဆရာစကားလုံးများနဲ့အတူဆရာမျက်နှာထားကလည်းမာကျော်လာသည်။ဆရာမျက်လုံးများသည်မယုံသောတပည့်တယောက်ကိုအပြည့်ဝခံခိုင်းနေသည့်ဆရာတယောက်ဤမျက်လုံးများဖြစ်သည်။မင်းကိုယ်နဲ့ क्वे ပြီးတခြားလူတယောက်နဲ့လက်ထပ်မဲ့ကိစ္စမှာ အထူးကအရေးကြီးတာဂုံတိတ်ခါပဲမင်းရဲ့ဂုံတိတ်ခါရောကိုယ့်ရဲ့ဂုံတိတ်ခါရောကေတီနာကျင်ခံခတ်စွာအော်ဟစ်ပြလိုက်တော့သည်ဘသူကဘသူ့ကိုလက်ထပ်မှာမို့လဲထို့နောက်ကေတီမျက်လုံးများတွင် ရုတ်တရက်ရင်ဝိုင်းလာသောမျက်ရည်များကြာရှေးမှဆရာမျက်နှာမှာဝေဝါးသွားသည်ကေတီဒီဆရာကိုအော်ဟစ်လိုက်မိသဖြင့်နောင်တရသွားပြီးတိုးတိတ်အကွက်သောလေးတံကလေးဖြင့်တောင်းပန်လိုက်လေသည်ကျမကျမကိုခွင့်လွှတ်ပါဆရာ မအဲ့ဒီလိုအော်ပြစ်ဖို့မကောင်းဘူး။သူမမျက်လုံးများကိုအာစာ၍ညက်ပိတ်ပြလိုက်တော့အခါတိရှံနေသောမျက်ရည်များမျက်လုံးရင်အပြင်ဘက်သို့ရောက်သွား၏။ဆရာကိုကြည့်မိတော့ဆရာကနေရာမှာပြောခွေစွာထိုင်နေစေ။ထို့နောက်ဆရာစကားတန်ကခေတိစကားတန်ထပ်ပင်တိုးတိတ်စွာထွက်ပေါ်လာ၏။ကိုနားလေထားတဲ့လောက်ကမင်းကိုလက်မထက်ချင်ဘူးမင်းကိုမချစ်ဘူးနောက်ပြီးမင်းတခြားယောက်ျားတယောက်ကိုချစ်တယ် အဲ့ဒီလိုလက်ထပ်မယ်ကိုအဲ့ဒီလိုနားလည်ထားတယ်ကိုနားလည်မှုတွေဘယ်နေရာမှာလွဲချော်ကုန်တယ်လဲကေတီတီတုံလှစပြုတ်နေသောနှာခမ်းနှလွားကိုတင်းတင်းဆေးပိတ်လျက်အာယူပြုံးပြလိုက်မိသည်အဲ့ဒီလိုလက်ထပ်မယ်အဲ့ဒီနေရာမှာဆရာနားလည်မှုလွဲသွားတာပါဆရာကျွန်မအဲ့ဒီလိုကိုလက်ထပ်မယ်လို့ဆရာကမပြောခဲ့မိပါဘူးဆရာဒီအံ့ဩမှုကိုဘလို့မှမထင်သိနိုင်မယ်သူမကိုငေးချောင်ဆိုင်ကြည့်နေတော့သည် င်းပြောချင်တာအဲ့ဒီလိုလက်မထပ်ဘူးဟုတ်လားဟုတ်ပါတယ်ဆရာသူမကောင်းကောင်းချလိုက်ဆရာမေခွန်းကိုရင်မဆိုင်ရတော့ကြောင်ဖြစ်သည်သို့တော်သူမကိုဆရာတိုးတိတ်စာရင်းမိပါသည်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုတော့သူကကျမအောင်မချစ်ဘူးဆရာဆရာအတန်းတော်တော်နဲ့ထွက်မလာပါသူမဒီလုံကြီးပေါ်မှာပန်းဝင်အခက်ကလေးများကို လက်ညှိုးနဲ့လိုက်ချီတိုးရင်း ငိတ်စက်များတလိမ်ချင်းကြာနေတော့သည်ဒါဖြင့်ကေတီကကေတီကိုမချစ်တဲ့ယောက်ျားတစ်ယောက်တည်းနဲ့ကေတီကိုချစ်တဲ့ယောက်ျားတစ်ယောက်ကိုဆွန့်လို့ဖို့ဆုံးဖြတ်ထားပြီပေါ့ဟုတ်လားဆရာတမနူးညံ့ရုံများမကကြည်ကွဲနာခြင်းမှုပင်ရောစွနေသလိုထင်ရသည်သူမသည်မျက်ရည်များကိုလက်ခုံပြက်ခမျက်များပုတ်တိုက်တုံရင်ခေါင်းငိမ့်ပြလိုက်၏သူချက်လာတဲ့အထိဆောင်မယ်အဲ့ဒီလိုလား ကိုကဘေးမှာပဲပွဲကြည့်ပရိသတ်လောက်ရတော့မယ်ပေါ့။သူမဆရာကိုငိမ်မောကခေါင်းငိမ်ခေါင်းခါဖို့လုံးဝအာယူရမရပဲဖြစ်နေသည်။ဆရာကြီးပါလက်သောနှကန်းလေးများမှာစိတ်ကြိုက်မှုကိုထိန်းချုပ်ထားရဟန်ဖြစ်မဲ့လူနီပါ ဖြစ်နေသည်။ဘာဖြစ်လို့များကျမဆရာကိုမချစ်ခဲ့မိပါလဲ။သူချစ်လာတဲ့ဒီဆောင်လို့လည်းမရတော့ပါဘူးဆရာ။သူသူကလာနေငယ်အတွင်းကနေတာကိုသွားတော့မှာပါ။ ကျမလေးစကားကိုစပြောရန်အင်အားလုံးဝမရှိတော့ပေအတန်တိမ်ဝင်အကွက်လျားဆရာထမမျက်နှာလွဲပြလိုက်မိသည်ကျမလေးကျမသူ့ကိုမမမုံမုံကို ချက်မျက်နှုံမိနေတာဆရာဆရာထမတပြင်းဆိုင်တံကိုတီးတီးတသာကြားလိုက်ရ၏ထို့နောက်ဆရာထာယာမထာယခါကလထိုင်ကိုနောက်သို့တွန်းပြလိုက်သည် ထို့နောက်ဇပွဲကိုပတ်၍ကေတီထန်လျှောက်လာလေသည်ကေတီထိတ်ကနေရင်ခုံကကမန်းကဒံမောကြည့်လိုက်သည်ဆရာကကေတီဘေဘက်တွင်ကပ်၍ရက်လိုက်ပြီးကေတီကိုငုံကြည့်လေသည်ဆရာမျက်လုံးများမှာစောစောကမာကြောမှုများလုံးဝမရှိတော့ဘဲတင်းငိမ့်အေးဆန်နေကြသည်တော်တော်စိတ်ကူးရင်လည်းမင်းကလေးပါလားဟမ်သူမဆရာကိုရှက်ရုံစွာငေးကြည့်လျက်ပြုံးပြရန်အာယူလိုက်သည်သို့သောသူမဘလို့မှပြုံးရမရကြည် ဆရာလက်ဖက်ကကေတိမျက်ရည်များကိုအသာရတုပ်ပေး၏ဆရာလက်ချောင်းများကအမှုပညာလက်ဟုခေါ်ရမည်တွဲလျာသောအမျိုးအစားဖြစ်သည်ဟင်နေပါစီဆရာကျမကိုဆရာအဲ့ဒီလောက်ယူရဖို့မကောင်းပါဘူးကေတိတစ်ချက်ရှာလိုက်သောအခါဆရာကကြည်လင်စွာပြုံးပြ၏သူမဆရာအပြုံးကြောင့်အံ့ဩသွားလေသည်တနာဆရာကောင်းလိုက်တဲ့ကလေးမှာကိုဘာသာကိုဘာလို့တင်မအောင်မသိချဘူး သူမဆရာကိုအာကိုတကြီးကြည့်လိုက်သည်။ကျမကျမဘာလို့တင်လဲဆရာ။ဆရာကကီတီပြောင်းတင်းနေသောနှစ်ဖူးကလေးကိုလက်ဖြက်အသားရထိခိုက်ပြီးမှဖြက်ကနေနောက်ဆုတ်လိုက်သည်။ကီတီလို့တင်တာကတော့သူ့ကိုမေ့ပြလိုက်ပြီးကိုယ်လက်ထပ်ဖို့ပဲ။ဟမ်မဖြစ်နိုင်ဘူးဆရာ။သူမခေါင်းကိုဖြင်းခြင်းစွာခါရမ်းလိုက်သည်။စီကရက်ကိုခြိုက်ပါလျက် ။စာအုပ်တော့ကိုစိတ်ဝင်စားစွာငုံဖက်နေတတ်သောမောင်မြနာကို ဖြတ်ကနဲမြင်ရောင်လာသည်။ကေတိစင်ကျင်လုံးတရားမှန်သမျှကိုဘေးသို့ရိုင်းသွားစေသောမောင်အပြုံးများ။မောင်မြဝင်းများ။ကေတိဘေတော့မှမပြောက်၍ရနိုင်တော့မည်မဟုတ်သောရီဝေဝေအကြည့်များ။မောင်ကိုကျမချစ်မိတာဟာခံစားချက်တခုမဟုတ်ဘူးဆရာ။နောက်ပြီးရွေးချယ်မှုတခုလည်းမဟုတ်ဘူးဆရာ။မောင်ကျမချစ်တာဟာစီရင်ချက်တစ်ခုသာဖြစ်ပါတယ်။ဒီတော့ကိုဆောက်မင်း တနည်းကြကြောင်ဆောင်ခဲ့ရတဲ့လူတယောက်ဟာနောက်တစ်လတော့ဆောင်နိုင်ပါတယ်ကေတီသူ့ကိုမေးဖို့အချိန်တလာပေးမယ်တလာသူမဆရာကိုထိုင်လန်တကြားမော်ကြီးမိဤဆရာကတိမ်မွေးသောအပြုံးတစ်ခုဖြစ်ကေတီကိုချင်မြန်လို့စွာကြည်လေသည်နောက်တစ်လကြာရင်ကိုရိုလက်ထက်မယ်ဒီအထိပယ်မရှိတဲ့စိတ်ကူးရင်မှုကိုဒီအတိုင်းကြည့်နေရလားအာကိုအညာတာမမဲ့ဘူးတိလာကေတီ ကေတီကြောင်အားလေးရခေါင်းကိုသာတွင်တွင်ရမ်းနေလိုက်သည်ဘလော့ကလုံးမှာကေတီကိုကေတင်နိုင်တဲ့ပုံကိုဆိုလို့ကိုတယောက်ပဲရှိတယ်ကေတီလက်ခံရလားဟင်းကလေးမဆရာဒီဟာတာတခုပြောသလိုခတ်တွတ်တွတ်ရေချလိုက်၏သို့တော်ဆရာဟာတာဒီကေတီအတွက်မရေရပါဆောက်ကလေးကိုဒီမှာပဲခေတ္တရန်နာခွင့်ပြုပါရှင်နားဆင်အားပေးခဲ့ကြသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင် 加麻皮跟加麻皮。